Hello ချစ်ရတဲ့ Baby Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကို new tweet ဆိုပြန်လဲကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ဒီနေ့ကတော့2025ခုနှစ် March လ9ရက်နေ့ရဲ့မနက်ပိုင်းသတင်းတူသတင်းကောင်းတွေကိုကျွန်တော်နဲ့အတူတူသွားပြီးမှကြည့်ကြမှာဖြစ်ပါတယ်နော်အရင်ဆုံးကျွန်တော်လိုရင်းတူရှင်သတင်းလေးဖတ်ပြပေးပါမယ် ပထမဆုံးသတင်းတပုတ်ကတော့မြင်းချံမြို့ပေါ်ရှိစစ်တပ်အထိုင်စခန်းကိုဝင်ရောက်တိုက်ခတ်မှုစစ်သား၄ဦးမျိုးစာဖြစ်သွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်အမတ်စရှိရကိုရှိတဲ့စစ်ကောင်စီတပ်အထိုင်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့စစ်သား၄ဦးမသားဖြစ်သွားကြောင်းမြင်းကြံ black tie က MPD တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲကပြောပါတယ်နော်ဗိုလ်မိုက်ခဲကတော့တော်တော်လေးကိုလက်ဆောင်ထက်နေတာဖြစ်ပါတယ်နော် ။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကြောက်ကြီးရှိစစ်စခန်း၃ခုကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်မှုစစ်သား၆ဦးမျိုးစာဖြစ်ပြီးလက်နက်ခဲများပါတင်းစေရမိတယ်ဆိုတဲ့သတင်းကောင်းပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မင်းလာမြို့နယ်တွင်စစ်မှုထမ်းခြင်းမပေးသည့်ပြည်သူများကိုစစ်တပ်ခေါ်၍ဖမ်းဆီးခိုင်းနေသည့်ပြူစောတိခင်မောင်ဝင်းပြခခံရောက်ပြီးတော့မျိုးစာဖြစ်သွားပြီဆိုတဲ့သတင်းကောင်းပဲဖြစ်ပါရဲ့နော်ဒီလိုမျိုးအုတ်ကြီးတွေပြူစောထီးတွေပေါ့နော်ပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်နေတဲ့ဟာတွေစစ်မှုထမ်းဥပဒေနဲ့မတရားပေါ့နော်ငွေညစ်နေတဲ့သူတွေဒီလိုမျိုးခံရတာနေတော့နေပါသေးတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဘုံရှာပြီးဝမ်းစာဖြည့်ရှင်းနေရတဲ့ဒီပြည်သူတွေရဲ့အခက်အခဲလေးကိုပြောထားတာဖြစ်ပါတယ်နော်အဲ့ဒါတော့ တဆယ်နှစ်ဆက်ကိုစစ်စင်ရေးတိုက်ပွဲပြီးသွားတဲ့နောက်ပိုင်းပြည်သူတွေစားဝင်းနီခက်ခဲလာတဲ့အတွက်လက်ကြံဘုံလက်နက်ကြီးတွေဘုံတွေကိုရှာဖွေရောင်းစားပြီးဝိုင်းရိုက်ထွက်ဖြစ်ရှင်းနေကြရတယ်လို့သိရပါတယ်နော်အဲ့ဒီလက်နက်ကြီးတွေဘုံတွေကိုရှာဖွေရောင်းစားနေတာကတော့တီပေါ်မြို့နယ်နဲ့တိန်တီမြို့နယ်ကဒေသခံတွေပဲဖြစ်ပါတယ်တဲ့အဲ့တော့အဲ့လိုမျိုးလှုပ်ရင်းနဲ့ပေါ့နော် ရောင်းစားရင်းနဲ့လည်းဘုံတွေပောက်ခွဲလို့ဒုက္ခရောက်တဲ့သူတွေရှိတယ်လို့ဒိန်းရရှိပါရဲ့နော်အဲ့တော့ပြည်သူတွေရဲ့ဘဝကတော်တော်လေးကိုခက်ခဲလာတဲ့အနေအထားဖြစ်ပါတယ်တော်လိုင်းကြီးကမမြမပြီးမဖြစ်တော့ပါဘူးနော်စစ်ဖြစ်တုန်းကကြိမ်းကြံခဲ့တဲ့လက်နက် ခဲရန်တွေကိုပေါ့နော်ပြန်ကောက်ပြီးတော့ရောင်းစားနေရတယ်ဆိုတဲ့သတင်းမဖြစ်ပါဘူးနော်အဲ့ဒါနဲ့ပတ်သက်ကျွန်တော်နားထောင်ကြည့်လာမယ်အဲ့ဒီလက်နက်ကြီးတွေဘုံတွေရှာဖွေရောင်းစားနေရတာကတော့ဒီပေါ်မြို့နယ်နဲ့တိန်နီမြို့နယ်ကဒေသခံတွေဖြစ်ပါတယ်တိုက်ဖွဲ့ပြီးပြည်သူတွေစာဝတ်နေရေးခက်ခဲလာတဲ့အတွက်ကြောင့်ရရလုပ်ငန်းတွေကိုလောက်ကင်နေကြပြီးတချို့ကလည်းစစ်လက်နက်ကြံပစ္စည်းတွေကိုလက်နက်ကန်အဖွဲ့အစည်းထံပြန်လည်သွားရောင်းချနေကြတယ်လို့ဒီဘောမြို့ဒေတာခန်တွေကပြောပါတယ်။အဲ့ဒီလိုဘုံတွေကိုတယ်ဆောင်လာကြတာကြောင့်ရုတ်တရက်ပောက်ကွဲပြီးတေဆုံးတာထိခိုက်တံရရတာတွေလည်းရှိနေပါတယ်။ ။တချို့ကလည်းဝန်ရဲအတွက်ငါးသားဖမ်းရင်အဲအပြန်လမ်းမှာပုံစံတွေကိုတွေ့ရင်တဲလာကြတဲ့အတွက်ကြောင့်လမ်းတစ်ဝက်မှာပောက်ကွဲပြီးတိတ်ဆုံးသူတွေလည်းရှိနေတယ်လို့မျက်မြင်တွေ့ရှိသူတွေကဆိုပါတယ်။အဲ့ဒီပုံတွေကို data အတွင်းရှိလက်နက်ကန်အဖွဲ့အစည်းတွေထံမှသွားရောက်ချပြီးကောင်းရင်ကောင်းတယ်လို့ဈေးကောင်းရရှိတယ်လို့လည်းတင်ဒီမြို့ data ခန့်တို့ကအခုလိုပြောပြပါဗါး။ကျမတို့တိန်နီမာတို့ကဆိုရင်ဒီဘုံတွေကိုတွေ့ရင်တော့ပြန်သွားရောင်းပေးရပေါ့ဘုံကကောင်းရင်ကောင်းတယ်လို့တော့ဈေးဖြတ်ပြီးပြန်ပေးရဲ့ဘုံကလုံးဝအစ်စ်ဆိုရင်တော့ဈေးပို့ပြီးတော့ရတာပေါ့လေ အ ਨੇ ဆုံးဈေးကတော့ဒီ10တန်းရနေ15တန်းအထက်တော့ရတယ်။နောက်ထပ်ဒီ short တိုက်ပုံတို့မြင်းမြုံမိုင်းတို့ဆိုရင်တော့ပိုပြီးဈေးကောင်းရတာပေါ့လေ။อืมလက်နဲ့ကင်တွေအဖွဲတွေကဒီဘုံတွေကိုလာရောက်ရှင်းပေးတာမျိုးတော့မရှိဘူးဒီဒေတာခံတွေကိုဒီလိုမျိုးမက်လုံးပေးပြီးတော့မှကိုကိုကိုရှင်းခိုင်းနေတဲ့ပုံစံမျိုးပေါ့လေအာကျမတို့ဒေတာမှာရှိရတော့ဒီကိုကန်တက်ဖွဲရှိတာပေါ့ဒီဘုံတွေတွေ့ရင်လည်းသူတို့ပဲပြန်ပြီးတော့တယောင်ရတာ စစ်ရေးပြည်ပခတွေကြားပြည်သူတွေဟာစာဝတ်နေရေးတစ်နှစ်ထက်တစ်နှစ်ကျတဲလာပြီးတော့ကုန်းတွယ်ကူတန်းဖို့စစ်ပွဲရေးရှာစားဖို့အတွက်ကလည်းခက်ခဲလာတဲ့အတွက်အနက်အနေရကိုမမှုနိုင်ပဲကြုံရအလုံးရရအလုံးနဲ့ဝန်းရေးဖြစ်ရှင်နေကြပါဗျာ။ ရှမ်းပြည်မြောက်ပိုင်းညီနောင်မဟာမိတ်တွေကဆက်အနာရှင်အမြင့်ဖြတ်ချိန်မုံရင်ကြားဖြန့်တက်ဖြတ်ရေးဆိုပြီးတော့1029စစ်စင်ရုပ်ကိုဖော်ဆောင်လာခဲ့ပေမဲ့လက်ရှိမှာတော့တရုတ်အစိုးရရဲ့ကြားဝင်စစ်ဆက်ရေးကြောင်တိုက်ပွဲတွေညင်တက်နေပါတယ်။ဒါပေမဲ့ဒေတာအတွင်ထိန်းချုပ်နေတဲ့လက်နက်ကန်အဖွဲ့အစည်းတွေကလည်းစစ်ပွဲရေးကိုပြန်လည်ထူထောင်ခြင်းမရှိသေးတယ်လို့ပြက်စီသွားတဲ့နေအိမ်တွေကိုလည်းပြန်လည်တည်ဆောက်နိုင်ပေးခြင်းမရှိသေးပါဘူး။ကျွန်တော်ကတော့စိတ်ဆင်လန်ပါကဲဒါတော့เนาะ MMD ထိချုပ်ထားတဲ့နေမြေမှာဖြစ်ပျက်နေတဲ့သတင်းမဖြစ်ပါဘူးเนาะပြည်သူတွေဘွားတော့เนาะတနာစရာဘလောက်ကောင်းလဲเนาะ တကယ်ဆိုရင်ဒီလိုဘုံစံတွေတွေ့ရင်ဝေးဝေးရှောင်ရတာပေါ့နော်ရှောင်ပြီးမှအပေါက်ကွဲမှဆိုလို့ဝေးဝေးရှောင်ရတဲ့အခြေအနေဖြစ်ပါတယ်ဒါမဲ့တို့တို့မှာစာဝတ်နေခက်ခဲလို့ဒါတွေကိုတီချာလေးတိုးပြီးမှပြန်ပြီးရောင်းနေရတဲ့အနေအထားဖြစ်ပါတယ်နော်အမေရိကန်မှာနိုင်အမေရိကန်နိုင်ငံသားခံယူထားပြီးတော့ပေါ့နော်အမေရိကန်မှာဆူရှီဆိုင်ဖွင့်ထားတဲ့တယောက်ကအခုဆိုရင်တော်လိုင်းရဲ့ဘက်ကို ောက်လာပြီးတော့တော်လန်ဒီကရင်ဒီဘက်မှာပေါ့နော်တော်လန်နေတဲ့လူတယောက်ပေါ့နော်သူ့ဗျူထားတဲ့အင်တာဗျူးလေးကျွန်တော်နားထောင်ဖြစ်ပါတယ်နော်သူ့ပြီးတော့တော့နည်းနည်းတော့ကြာပြီးကျွန်တော်ကအခုမှပြန်ပြီးတော့ပေါ့နော်ကျွန်တော် channel မတင်သေးတဲ့အတွက်ပြန်ပြီးတင်ပြီးတာဖြစ်ပါတယ်နော်အဓိကနိုင်ငံတော်ကမှရောက်နေတဲ့မြန်မာတွေစီးလုံးနေသေးတယ်ကျွန်တော်မသိဒီတော့ USA တို့ပါလို့ဆိုတော့လေကျွန်တော်တို့လိုတိုက်ခိုက်နေတဲ့အခွင့်အရေးကိုလာပြီးတော့ကုညီရတာကြားလက်ချမ်းမှမရှိဘူး။အင်းနိုင်ငံရေးရလည်းကုညီအားပေးနေရမှာမရှိဘူး။အဲကျွန်တော်ထင်ဒေါ်လာထွန်းရဲ့ဆုံးဖြတ်ချက်ကြားလို့ဆုံးဖြတ်ကျွန်တော်ရဲ့ဒေါ်လာရင်းကိုလုံးဝ ကျွန်တော်အတွန်လိုင်းအရွယ်ကြီးကိုထိမှာဟုတ်အဓိကပြည်သူပဲကျွန်တော်နောက်မှာပြည်သူညီနေမယ်ဟုတ်တယ်ပြည်သူရှိတော့နိုင်ငံတကာမှာရောက်နေတယ်အခုထိုင်းလိုမျိုးအမေရိကန်လိုမျိုးနိုင်ငံတကာမှာရောက်နေတဲ့ပြည်သူရဲ့အခုညီနဲ့ပြည်တွင်းရတချို့ဟိုပါပေါ့လူတွေရဲ့အခုညီနဲ့ရှိနေတဲ့များကာလဘတ်လုံးကျွန်တော်တို့အတွန်လိုင်းအရွယ်ကြီးရရက်သွားမှာမဟုတ်ဘူးဟောဆို USA တို့ပါလို့ဆိုတာကျွန်တော်တို့တော်လန်တိုက်ခိုက်နေတဲ့အဖွဲ့အစည်းတွေကူညီတာမှမဟုတ်တာကျွန်တော်တို့တော်လန်တိုက်ခိုက်နေတဲ့အဖွဲ့အစည်းတွေကူညီတာပြည်သူတွေအဲ့တော့ပြည်သူတွေမရသေးကျွန်တော်တို့ကျွန်တော်ရဲ USA လဲတင်မလား view site ဆရာမလို့ဒေါ်နေထိုင်းဟိုလဲ view site ဆရာမလို့ ဟိုဟာကိုကောင်းမွန်တဲ့ constitution တစ်ခုနဲ့သွားနေတာဗျဒေါ်နယ်ထရန့်လည်းသူလုံးချင်နိုင်လို့လို့မရဘူးသူအောက်မှာအထက်လွတ်တော့အောက်လွတ်တော့ရှိတယ်ပြီးတော့ဟိုဟာတရားသူကြီးတွေလည်းရှိတယ်အဲသူဘာပဲလုပ်လို့သူ့ကိုဆက်ဆံပြန်လန်းလုပ်မဲ့လူတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ကတိတ်ဆိတ်ဘူးနေစရာမလိုပါဘူးဒီကကျွန်တော်တို့တော်လိုင်းအကျွေးကြီးကိုမထိဥစားလဲကျွန်တော်ဆုံးနာကျွန်တော်ပြောပြီးသွားအဲ့တော့သူဘာဒီဆုံးဖြတ်ဆုံးဖြတ်ဒါတော့ဒီမိုကရက်တစ်နိုင်ငံတွေမှာလုပ်နေကြပါဆန္ဒပြတာတွေကသိရမှာပြီးတော့လည်းပြီးသွားတာဟိုဟာဟိုဟန်ပြဟန်ပြတော့မလုပ်နဲ့ပါသိရမှာဟန်ပြဟန်ပြလေးလေးလုပ်နေတော့ပေါ့အဓိကဟို ကိုအမ်ဝအစောနာလို့ကိုကိုတိုင်ရောအမ်ဝဒီရကိုကိုတိုင်ရောကိုရဲ့ဟာကို COC တိထောက်နိုင်မလား COC မတိထောက်ပါနဲ့တက်တွေဖွဲ့ဟိုဟာတက်တွေဖွဲ့ပြီးတော့မှပြဿနာနေပြီအလကားပဲလေကျွန်တော်ပြောတာအစောနာလို့ကျွန်တော်ဖြစ်စေချင်တာဟိုအလုံးလေးကကျွန်တော်2021စတုန်းကကျွန်တော်ပြောတယ်တက်တို့လိုက်အလဲပိုင်းနိုင်ဖွဲ့မယ်ဆိုတော့စီးရုံနဲ့ဟိုဟာရှိတဲ့လူငယ်လူငယ်တွေဘယ်နှရင်ပြေးဘယ်နှရင်ပြေးမဟုတ်ဘူးမားနေတယ်ဟွန်းမားနေတို့လူငယ်တွေလူငယ်တိုင်းထားလိုက်ကျွန်တော်တို့လူငယ်တွေလူငယ်တိုင်းထားလိုက်အဓိကဖြစ်ရမှာ MOD တက်ဖွဲ့ရမှာ ဟုတ်တယ်မလားငါတို့ MOD တက်ခွင့်မယ်ငါတို့တက်ထဲကိုဘာလုပ်ဝင်မလဲအဲ့ဒါဒီ MOD ရဲ့ဟိုပါပဲ MOD ကရွေးပေးတဲ့တိုင်ရင်မှုတွေဖြစ်ရမယ် MOD ကတုံ့ပြန်ပေးတဲ့ခွဲမှုတွေဖြစ်ရမယ်ဟုတ်တယ်မလားအဲ့မှာကလည်းအခုကြတော့ဗာဖြစ်လဲခေါင်းဆောင်တွေလည်းမတက်တာနဲ့အကုန်ခွတ်တော့အဲ့ဒါမှပဲအချိန်ကုန်တယ်လေကုန်တယ်ကျွန်တော်တို့ဘယ်နဲ့နဲ့ရှိပြီလဲအခု၄နှစ်မှလားစိတ်နေကုန်တယ်အဲ့၄နှစ်မှဆိုရင် MOD ကတက်ထောင်လို့ရှိရင်ဘယ်သူကဘိုးတင်တဲ့ဘယ်သူကအခွဲမှုဟုတ်တယ်မလားကျွန်တော်တို့တိတိကျကျသွားရင်ကျွန်တော်ကျွန်တော်နဲ့ဥယျာဉ်မှန်နဲ့အဆင်မပြေလို့ ထွက်သွားပြီလားကျွန်တော်ထွက်သွားကျွန်တော်ပဲထွက်ရမှာလေအောက်ကတက်ကြီးဘာဘာကြအကြောင်းရှိလဲအခုတော့အချိန်နေမကုန်ဘူးလားအလကအချိန်နေပုတ်တယ်အဲ့ဒါဘာဖြစ်လဲတို့တော့မကြဘူးလေ policy မမှန်ဘူးလေလက်နဲ့နဲ့ရောအဲ့တော့ဟိုမှာဟိုနေ့ဥယျာဉ်ကို interview မှာတွေ့လိုက်ရတယ်ဗါတဲ့အမ်မိုရီကမပေးနိုင်ဟိုတိုင်းသားချင်းတိုင်းသားစီလုံးညီညွတ်နေတော့ဒါအယောင်အယောင်ပြကြီးပြအခုလည်းတွေ့မှာပါဟုတ်တယ်မလားတရင်သမားတွေပုံသိတာဒါအယောင်ပြကြီးဟုတ်တယ်မလားတိုင်းသားစီလုံးညီညွတ်ကြီးဘာညာတရကအတိုင်းသားတွေအပူနာမယ်စိတ်ကိုကျွန်တော်ကိုယ်လိုင်းတိုင်းသားတယောက်ပဲ ။ရောင်ပြမလုံနဲ့။တက်ကိုဖွဲ့ကျင်ပြီးပြင်ဖွဲ့အချိန်ရှိသေးတယ်ကို။အခုချိန်ညာအခု MRI ကိုဝင်ကြလောက်တွေအကုန်လား။ဒီအမိတ်ဒီအမိတ်တိုင်းသွား။တင်းနှန်းကို6လပြေးလိုက်။ဘာလို့ဆိုဒီတက်ကြီးကကျွန်တော်ဟိုတက်ကိုအစားထိုးမဲ့တက်။ဟုတ်လားကို။ပေါ့ပြပြမလုံနဲ့။ဘာဘာနဲ့သွားမယ်။တိုက်မယ်။ဘယ်လိုတိုက်မယ်။ဒေတာခံတက်တယ်နဲ့ဘယ်လိုပူပေါင်းတိုက်မယ်။ဟုတ်တယ်မလား။အခုကကြည့်ပေးတယ်လည်းနဲ့ပေးတယ်ပတ်စံပေးတယ်။ထားနေပြီကွာအဲ့တော့အလုပ်ဖြစ်လာဆိုတော့မဖြစ်ဘူး ကျွန်တော် interview ထဲမှာအစောနရှိမှလည်းပြောပါတဲ့တဲ့မှာလည်းပါပြီးတော့ပေါ့ကျွန်တော်ဟိုများသောအားဖြင့်ဒီပြည်သူလူထုကဟိုဝေဝါဖြစ်နေတာလုံနေထွန်းတက်လာလို့အခု USA တွေပြေးလိုက်လို့ကျွန်တော်ဒေါ်တာရဲ့အရွေးတစ်ခုကရပ်သွားမယ်လို့ထင်တယ်ပေါ့ဒါပေမဲ့မေဖူပါနဲ့ဒီပြည်သူလူထုကထောက်ခံနေတဲ့များကာလပတ်လို့ကျွန်တော်တို့ဒီဒေါ်တာရဲ့အရွေးကြီးကကျွန်တော်တို့ကသွားဟိုရပ်သွားမှာမဟုတ်ဘူးအဓိကပြည်သူအားနဲ့ကျွန်တော်သွားနေတာပေါ့အခုအဲ့ဒါကြောင့်ကျွန်တော်ပြည်သူလူထုကလည်းကျွန်တော်တို့အထောက်ကျွန်တော်ဆောနာပြောလို့ပဲ2015ကတော့မပြီးနိုင်လေ2025ကတော့မပြီးနိုင်လေဘူး2026မှာအရွေးတစ်ခုသွားဖို့တကားပြည်သူလူထုရဲ့အကူအညီတွေ ီသလူတဲ့အထောက်အပံ့တွေအများကြီးလိုသေးတယ်ပေါ့ကျွန်တော်တို့အဖွဲ့တစ်ခုတည်းတော့မဟုတ်ပါနဲ့အခြားအဖွဲ့အဖွဲ့တွေကလည်းဒီလိုပဲသွားမှဖြစ်တဲ့အတွက်ကြောင့်ဒီသလူတို့ကပဲကုညီပေးပါအောင်အားပေးပေးပါအောင်ဆိုတဲ့ဟာကိုပဲကျွန်တော်ပြောချင်ပါတယ်ကဲဒါရပါတော့နော်ကင်းဒီပင်ရဲ့ရေဘော်တယောက်ပြောတဲ့စကားဖြစ်ပါတယ်နော်အဲ့တော့ US ကဘလောက်ပဲပိတ်ပိတ်ပြီးသူရဲ့ထောက်ခံမှုရှိနေသေးတာတော်လိုင်းကြီးကတော့အောင်ဖို့တည်ချင်သေးလောက်ဖြစ်နေပါတယ်နော် စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဗောနော်ဘိုးချုပ်ဆောင်ဆွဲထည့်တဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောထားတဲ့ဟာတွေနားထောင်ကြည့်အောင်နော်အဲ့ဒီလည်းတော့နားကြတယ်တို့ကကျွန်တော်ရဲ့ comment အောက်မှာဝင်ရေးကြတယ်ဗောနော်အဲဒါကဘာမှမဆိုင်ဘူးဆိုင်ဘိုးချုပ်အောင်ဆောင်တော့မှဆွဲထည့်လိုက်သေးတယ်အဲပြည်သူစစ်မှုထမ်းလေတဲ့ပြည်သူတွေအားလုံးစစ်မှုထမ်းမှာပဲဆိုတော့တွေ့နောက်တော့ဘိုးချုပ်အောင်ဆောင်ကိုယ်တိုင်ကပြောခဲ့တယ်ဆိုတာကျွန်တော်တို့ပြည်သူစစ်မှုထမ်းဆိုတာကဘိုးချုပ်အောင်ဆောင်ပြောတယ်ဆိုတာကနိုင်ငံခြားနဲ့စစ်ဖြစ်ရှင်ထမ်းဖို့အဓိကရည်ရွယ်ပြီးပြောတာကျွန်တော်လိုလိုအသေးပဲမကောက်ကြနဲ့ နော်ဟုတ်တယ်ပြည်သူစစ်မှုထမ်းလို့ပြောရအောင်ခုခင်ဗျားတို့ဖြစ်နေတဲ့စပွဲကပြည်တွင်းစစ်ကြီးလေးတို့လို့လားဟုတ်လားလို့လားကျွန်တော်ချင်းချင်းလေးပြောမယ်ဆိုရင်ဒီစစ်ပွဲကစစ်တပ်နဲ့ကြံ့ခိုင်ရင်းနဲ့တစ်ဖက်ထားပါတော့သူနောက်မှာအမျိုးသားရေးသမားတွေပါတယ်စစ်ဘက်ထောက်ကမ်းဆိုတာကြံ့ခိုင်ရင်းတွေပဲဒီဘက်ကအန်အန်ဒီနဲ့တစ်ဖက်အဲ့လိုဖြစ်ကြတဲ့အချိန်မှာအန်အန်ဒီဘက်ကတော့ရှင်းတယ်ငါတို့ကတော့နှိပ်ကွက်တယ် ငါတို့ရဲ့အာဏာကိုစစ်တပ်ကလွတ်ယူသွားတယ်ချင်းချင်းလေးပဲငါတို့လက်နက်ကင်တော်လိုက်တယ်အဲ့ညမှာကြားရပြည်သူတွေကနှစ်ချမ်းဖြစ်သွားတယ်တစ်ချမ်းကဓမ္မနဲ့အဓမ္မကိုငါတို့တွေရွေးကြမယ်ဆိုရက်အဖွဲ့အဲ့ဒီအဖွဲ့ကဘာလုပ်လဲဆိုတော့ NLD ကိုထောက်ခံလို့မဟုတ်ဘူးကျွန်တော်ဆက်စပ်ပြောခဲ့သလိုပဲငါတို့နိုင်ငံကဘာကြောင့်ဒီလောက်ကြီးဆင်းရဲသွားတာလဲခပါမှာနောက်ငါတို့လူမျိုးတွေကနိုင်ငံတကာဘာကြောင့်အနိုင်ခံခဲ့ရတာလဲ ငါတို့တွေဘာဖြစ်လို့လဲဆိုတော့အဖြစ်ကိုရှာတဲ့အခါမှာရှာတွေ့သွားတာကမြန်မာနိုင်ငံမှာခေတ်ဆက်ဆက်ကနေအမြင့်ပြခဲ့တဲ့စစ်အာဏာရှင်စနစ်ဆိုတော့တွေ့သွားတဲ့အတွက်အဲ့ဒီစစ်အာဏာရှင်စနစ်ကိုငါတို့အမြင့်လှန်ရမယ်စစ်အာဏာရှင်ကိုပယ်ဖျက်ရမယ်ဆိုတော့ဆုံးဖြတ်ချက်နဲ့တော်လန်လာနော်တော်လန်လာကတစ်ဖက်တို့ကအနန္တကိုထောက်ခံတယ်လို့မဟုတ်ဘူးသိကြတာပေါ့နော်အမေစုကိုထောက်ခံတယ်လို့မဟုတ်ဘူးအဲ့ဒါတစ်ဖက်ရှိတယ်အဲ့တော့အနန္တကတော့ဟုတ်တယ်ငါတို့မှတာဝန်ရှိတယ်ငါတို့ကအခုလိုအာနာကိုဒီ လက်နက်ကင်ပြီးတော့လုခံရတဲ့အတွက်ငါတို့ပြန်တော်လာမယ်ဆိုတော့ရဲတော်စစ်တပ်နဲ့လက်နက်ကင်ကြတယ်အဲ့တော့ကြမ်းခံရဲ့စစ်တပ်ကတစ်ဖက်အနာရက်တစ်ဖက်မှာအဲ့ဒီအချိန်မှာစစ်တပ်ကအာဏာသိမ်းဖို့မြှောက်ပေးတာကကြမ်းခံရေးဟွန်းကျွန်တော်ကျွန်တော်ထောက်ထားအများကြီးရှိတယ်ညီမတို့ကတကယ်ကြမ်းခံရေးမှာပါတဲ့လူတွေလက်ရှောင်နေပြီးတော့ကြမ်းခံရေးအစွဲပွားတွေဟုတ်ပါတယ်တချို့ကပြောကြတယ်ပါရာပဲတက်ထဲမှာအခုစစ်မှုထမ်းနေရစကြမ်းခံရေးတွေပါကြမ်းခံရေးပါတာနဲပါတယ်ကျွန်တော်ပြောတာကျွန်တော်ပြောတာကြမ်းခံရေးမှာညီမတို့ပြောတော့အေးအများကြီးရှိပါတယ် သူကခုတကယ်တကယ်ဖြစ်တဲ့အခါမှာနော် NNL လိုပဲကြက်ခိုင်နေလက်နဲ့ကင်ပါလားတိုက်လေခင်ဗျားတို့ကိုယ်တိုင်ကျွန်တော်ပြောတာโอเคဒါတော့အမှန်ပဲနော်ကြက်ခိုင်ဖွဲ့နေနော်အခုပြည်သူတွေကိုစစ်မှုထမ်းခိုင်းနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တကယ်ဆိုရင်နော်ဘောမားတွေကြက်ခိုင်ဖွဲ့တွေစစ်တပ်ကိုထောက်ခံတဲ့သူတွေကစစ်တပ်ပဲနော်အခုကတော့ပြည်သူမတရားဂျားထဲမှာထည့်ယူမှာပေါ့နော်တေခံခိုင်းတဲ့ပုံစံဖြစ်နေပါတယ်နော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့အချက်ဖက်မင်းအောင်လည်းကရုရှားကိုသွားတဲ့အချိန်မှာမြန်မာပြည်မှာပေါ့နော်သူအာဏာသိမ်းမှုဖြစ်မှာစိုးလို့ပေါ့နော်ဒီအချက်ဖက်စစ်တပ်ကတင်းစားရှိမှုဘလောက်အရေးကြီးတယ်ဆိုတာကိုပြောထားတဲ့ဟာလေးရှိတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးပြောထားတဲ့သတင်းလေးကြောင့်နားထောင်ကြည့်ရအောင်နော်မလ3ရက်နေ့ရုရှားခီးစဉ်မတိုင်ခင်နေပြည်တော်ကကကကြီးမှပြုလုပ်တဲ့စစ်ဖက်ဆိုင်ရာ Joint Command အစည်းအဝေးမှာဗိုလ်ချုပ်ဦးကြီးမင်းအောင်လည်းကတင်းစားရှိမှုဟာအရေးကြီးပြီးဘလို့ပြစ်မှုကိုမဆိုနားလေကြေးအေးပေးနိုင်ပေမဲ့လည်း တစ္ဆာမဲမှုကိုတော့လုံးဝခွင့်လွှတ်နိုင်စရာအကြောင်းမရှိတော့ထည့်သွင်းပြောဆိုခဲ့တယ်လို့မီဒီယာတချို့ကဖော်ပြခဲ့ပါတယ်။တမတော်ကိုတစ္ဆာရှိဖို့အထက်အရာရှိနဲ့ခေါင်းဆောင်တွေအပေါ်မှာတစ္ဆာရှိဖို့နိုင်ငံတော်ကိုတစ္ဆာရှိဖို့အဲ့ဒါကအရေးကြီးဆုံးဖြစ်တယ်။တစ္ဆာရှိရင်ဘလို့ပြစ်မှုမျိုးပဲဖြစ်ဖြစ်ကိုခေါင်းဆောင်အထက်အရာရှိတွေကိုနားလည်အောင်ရှင်းပြရင်ခွင့်လွှတ်ကြေးအေးပေးလို့ရတယ်။တစ္ဆာမဲရင်တော့ဘလို့မှခွင့်လွှတ်နိုင်စရာမရှိဘူး။တစ္ဆာတရားတာမရှိရင်ဘယ်အဖွဲ့အစည်းမှကြာကြာမတည်မြဲနိုင်ဘူး။ ။ဒါကြောင့်တပ်မတော်မှာတစ္ဆာတရားတွေခိုင်မာအောင်လုပ်ရမယ်ဆိုတော့ကို JOC meeting မှာတက်ချုပ်ကပြောသွားတယ်လို့ဖော်ပြထားပါတယ်။ဒီတဲ့နဲ့ပတ်သက်ပြီးစစ်တပ်အရာရှိတဦးကတော့တပ်တွင်းတော်လံပုံကံမှုဖြစ်မှာကိုတက်ချုပ်ကြီးကကြောက်နေလို့၆လက်ပြောဆိုတာမျိုးပါ။ဒီစဉ်အတွင်းအာနာသိမ့်မှုဖြစ်မှာကိုကြောက်ရွံ့နေတာကြောင့်အခုလိုပြောတယ်လို့ယူဆနိုင်ပါတယ်။စစ်ရှုံးနေတဲ့အောက်ခြေကဘဝတွေကိုနားလေတဲ့ခေါင်းဆောင်တွေကတော့လက်ရှိနိုင်ငံရေးအခြေအနေကိုအပြောင်းအလဲဖြစ်ချင်နေကြတာကြောင့်တက်ချုပ်အနေနဲ့သူ့ကိုပြန်ပြီးပုံကံမှာကိုကြောက်နေတဲ့သဘောပါလို့အမှတ်ချက်ပေးပါတယ်။ ရုတ်နိုင်ငံဇာယီဝင်ကြီးနေပြည်တော်ကိုရောက်မလာခဲ့တဲ့ရက်အလို့ဩဂုတ်လ23ရက်နေ့ညပိုင်းကလည်းနေပြည်တော်မှာအာဏာသိမ်းမှုဖြစ်ပေါ်ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပေမဲ့မှားရွေးတဲ့သတင်းအမှားသာဖြစ်ခဲ့ပါတယ်။အာဏာသိမ်းကောလာဟလသတင်းမှာနာမည်ပါဝင်တဲ့စစ်ကောင်စီအတွေ့အမှုဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းတွေကိုတက်ချုပ်ကြီးကဗိုလ်ချုပ်ကြီးအဆင့်တိုးမြှင့်ပေးခဲ့ပါသေးတယ်ရှင်။ကဲဒါတော့အချက်ပဲမင်းအောင်လိုက်ရရှာသွားတဲ့အချိန်မှာအာဏာသိမ်းမှုဖြစ်အောင်လို့ဒီသူ့မိန့်ခွန်းကိုထည့်ပြသွားတဲ့ဟာလေးကိုပြပြထားဖြစ်ပါနော်။ ကဲကျွန်တော်တို့နားထောင်မယ့်သတင်းကတော့ကျော်စိုးပြောထားတဲ့သတင်းပေါ့နော်။စင်ပီကျွန်းနေပြည်ရက်စကန်မိုးတဲ့လက်ဖိတ်ဆိုင်မှာလောက်ကြံခံလိုက်တဲ့သတင်းပေါ့နော်။တို့ဘက်ကလူ။အဲ့တော့သူဘာလီကြည်ကွဲနေတယ်တစ်ချက်နားထောင်ကြည့်လာနော်။အစင်ပီကျွန်းမြို့နေပြည်ရက်စကန်မိုးဒီကနေ့မနက်9:45မိနစ်အချိန်မှာမြို့ပေါ်မှာရှိတဲ့ဒါချမ်းမြေအောင်လက်ဖိတ်ဆိုင်မှာမိသားစုနဲ့ထိုင်နေတဲ့အချိန်မှာ PDF အမျိုးသမီးစစ်သွေးကြွ PDF မိမအဲ့ဒီမိမပြစ်ဆိုနေတဲ့ဒီခေါင်းကိုလာပြစ်ပလိုက်တယ်။လာပြစ်ပလိုက်တယ်။လာပြစ်တဲ့အခါမှာကျွန်တော်တို့စကန်မိုးကတော့နေရာမှာပဲပွဲချပြီးတေးသွားတယ်။ အဲ့ဒီစကမ်းမှုထိုင်တဲ့လက်ဖေးဆိုင်တဲ့ရက်စကန်တဲ့ကသုံးဖာလုံးလောက်ပဲဝေးတယ်လို့မြို့ကန်ကပြောတယ်။ဆိုတော့တော်တော်နီးတယ်ပေါ့ဗျာတော်တော်နီးတယ်။အပြီးခဲ့တဲ့ဒီဖေဖော်ဝါရီလ၄ရက်နေ့ကလည်းဒီစလင်းမြို့တညောင်းရက်စကန်ကအမျိုးသမီးဒူရဲကိုလက်လက်ဆိုးဒါကျွန်တော်ဈေးထဲမှာပဲတနက်နေ့ပြစ်ခတ်ခံခဲ့ရတဲ့နေရာတွေဖြစ်ခဲ့ပါတယ်။ကျွန်တော်တော်ဆိုးတယ်ပေါ့ဗျာကျွန်တော်တို့ကအများအားပြောပါလေ။ကျွန်တော်တို့ဒီဖြစ်စဉ်တွေမဖြစ်ခင်ကာလကျွန်တော်အများအားပြောပါလေ။လက်ဖေးတစ်ခွက်ကြောင်းမိမိအသက်အဆုံးရှုံးမခံပါနဲ့။ကိုယ်ရတရားကြောင်းမိမိအသက်အဆုံးရှုံးမခံပါနဲ့။ခင်ဗျား မဆက်သွားပြီးတော့မိမိအသက်အဆုံးချုပ်မခံပါနဲ့ KTV သွားပြီးတော့မိမိအသက်တွေအဆုံးချုပ်မခံပါနဲ့ဘီယာဆိုင်သွားပြီးမိမိအသက်တွေအဆုံးချုပ်မခံကျွန်တော်တို့တောက်ချော့អော်ခဲ့တာပဲဗျာអော်ခဲ့တာပဲခင်ဗျာရှေ့မှာခင်ဗျာရှေ့မှာတာဒကားတွေရှေ့ရှေ့မှာတာဒကားတွေရှိလို့ကျွန်တော်တို့ခင်ဗျာတို့ဖြစ်မှာเนาะဖြစ်မှာပြီးခဲ့ရက်ကဆိုလဲကျွန်တော်ညောင်းဦးမှာအမေ KTV တော့သွားနေကြသေးရှိသေးတယ် ရှိသေးတဲ့အလုပ်ပုံကိုလေဖြစ်သွားရင်တော့ကြော်မကောင်းကြားမကောင်းတွေဖြစ်လိမ့်မယ်ကိုယ့်အတွက်ကိုတာဝန်မထိုင်းတော့လောက်ကြဟုတ်ဒါတော့ကျွန်တော်တို့ဒါ simple name ရေ yes ကမ်းမှုအဖေဆိုင်မှာလောက်ကြတတ်ဖြတ်ခိုင်းနေအချိန်ဒီပါကျွန်တော်တို့ဒီလိုတရေနေတင်ပြရတာကကျွန်တော်တို့ဒါနိုင်ငံတော်ဝန်ထမ်းဆောင်နေကြတဲ့ဒါရဲတဖို့ကဲဒါတော့ချော်ဆိုးရဲ့တရေဖြစ်ပါရနော်အဲ့တော့ကြားရတိုင်းပဲ PG ရဲ့အမျိုးသမီးပြစ်ခတ်လိုက်လို့ပေါ့နော်တင်းဆုံးသွားတဲ့တရေမဖြစ်ပါရနော်အဲ့တော့ချက်မစစ်ကောင်စီဖွဲ့ရတာတော့အခုချိန်မှာဆိုရင်လဖိတ်ဆိုင်တော်မထိုင်ရတဲ့အခြေအနေဖြစ်ပါရနော်ကဲနောက်ထပ်ကျွန်တော်ကြည့်ရမှာကတော့ကျွန်တော်တို့ရဲ့ MMD ရဲပေါ့နော် မောင်လွမ်းဝေဘာတွေပြောထားလဲချက်ထားတော့ကြည့်အောင်တော်ဘယ်လိုမှမအောင်နိုင်လို့ဖြစ်နေနော်อืมမင်းတို့ဖန်ဝရန်ထုတ်ထားတဲ့မောင်လွမ်းဝေနော်ဒီနေ့တန်ရန်ထိတော့တန်ရန်ကိုလည်းကြော်တော့ရည်ရနော်တန်ရန်ကိုကြော်တော့ရတဲ့အချီကိုမောင်လွမ်းဝေတွားခဲ့တည်တယ်ဟမ်မင်းတို့ငါ့ကိုဖမ်းမိရင်တိတ်ချောင်းကားတိုင်းမှာဝရန်ထုတ်ထားပြီးမှာအခုငါတန်ရန်ကိုကြော်တော့တောင်းမှာဘာကြောင့်ငါတွားလို့ရခဲ့တာလဲအဖြေလေးဝတ်ချက်ပြောပြမယ်နော်ဟိုးရခင်တချင်းကလည်း တင်ကလီတွေတယုတ်တွေအဲ sorry ကလာတွေတယုတ်တွေကိုပတ်စံယူပြီးမှမက်ပေါ်နေထုတ်ပြလိုက်တော့မြန်မာနိုင်ငံဖြစ်သွားဟုတ်တယ်မလားဟုတ်တယ်ဟုတ်တယ်ဟမ်ရှင်းတယ်နော်ဟုတ်တယ်နော်တယုတ်လူမျိုးတွေကိုကကလာလူမျိုးတွေကိုကအခြားတော့တိုင်းတစ်ပါးသားတွေကိုပတ်စံယူပြီးမှမက်ပေါ်နေထုတ်ပြရတာဟုတ်လားအခုအဲ့ဒီတော့ငါဒီလေလွယ်လွယ်ကူကူလေးတွားလိုက်တာဘာကြောင့်တွားလို့ရတယ်လဲဆိုတဲ့အခါကျတော့ပတ်စံသုံးလုံးပေးလိုက်တာဂိတ်မှာကဲရှင်းရနော်ငါတွားလို့လာလို့ရတယ် ဟင်အဲ့လိုငွေပေးလို့ရပြီစတာမြန်မာနိုင်ငံကြီးလုံခြုံသွားပြီပေါ့ဟုတ်လားကင်းဆောင်နေကြတဲ့စစ်သားတွေဟုတ်လားမြန်မာနိုင်ငံလုံခြုံသွားပြီပေါ့အဲ့ဒါမျိုးဆိုရင်နော်ငါကိုတိုင်ကအခုတန်ရန်နေမှာပြန်လာတယ်မင်းတို့ဝန်ထောက်ထားလူကြီးလေးဟာငါဆိုတော့ဟုတ်တယ်မင်းတို့ဝန်ထောက်ထားလူစင်စားကြည့်လူကြီးအရောက်ကြီးကောင်းလားတူဒီမဟုတ်ငွေတစ်ခုပဲကြည့်တာလား အဲ့ဒါအတရင်တစ်ခုလေးကြားခဲ့ရပါလေအတရင်တစ်ခုဆိုတော့ဒါကျွန်တော်လည်းပြောပြရပါပါလေနော်ဟိုအတိအကျတော့ကျွန်တော်လည်းဟိုကိုက်ကရှင်မင်းကလေးနဲ့ကျွန်တော်မတွေ့ခဲ့ဘူးအင်မလန်ချောလာတဲ့မင်းကလေးတယောက်လာအပြေပေါ်ဝင်စားလေးပဲကျွန်မလေးတဲ့အဲ့တော့ဟိုဟာစခန်းမူကနေပြီးမှဘယ်လိုပြောလဲစခန်းမူကနေပြီးမှမတင်ငါမှုနဲ့ဆိုရင်သူ့ကိုဖမ်းခေါ်လိုက်တယ်တဲ့ဖမ်းခေါ်ပြီးတဲ့အခါမှာဖမ်းခေါ်ပြီးတဲ့အခါမှာတော့သူနဲ့သူတို့တုံးရတိုင်တိုင်တက်နေရရတယ်ဆိုလား ဒါပဲလေအဲ့ဒါတော့ကျွန်တော်လည်းမျက်မြင်ကိုယ်တွေ့မဟုတ်ဘူးကျွန်တော်လည်းဘာလည်းမဟုတ်ဘူးဆိုတော့ကျွန်တော်လည်းမပြောကျွန်တော်ကြားခဲ့တဲ့သတင်းတွေကိုကျွန်တော်ပြောပြတာနော်အေးဟိုသတင်းအတိအကျတွေမှန်ကန်တယ်မှာတယ်ဆိုရင်တော့ကျွန်တော်စကန်းနေရာရောလူနာမည်ရောကျွန်တော်ပြောမယ်အခုလူနာမည်တည်ရတယ်စကန်းနာမည်တည်ရတယ်ဒါပေမဲ့ကျွန်တော်ဒီလက်တွေ့မဟုတ်တွေအကြောင်းမို့လက်တွေ့မဟုတ်တွေဆိုတော့ကျွန်တော်လည်းဘာလည်းဟာလည်းမဟုတ်လို့ကျွန်တော်မပြောသေးဘူးနော်အဲ့ဒါကြောင့်မြန်မာပြည်ကြီးကလုံခြုံရေးရေးပြီးလုံးဝစိတ်ချလို့မရတဲ့အခြေအနေကိုရောက်နေငွေပေးလိုက်ရင်အကုန်ပြီးပြီဟုတ်တယ်အဲ့ကျွန်တော်တို့ကားဆိုရင်စစ်တယ် မန်လေးခြိုက်ပြီးပတ်စံ1000ပေးလိုက်တယ်3000ပေးလိုက်တယ်တစ်ဆုံနဲ့အစင်3000ပေးတစ်ဆုံနဲ့1000ပေးလိုက်တယ်ရှော့ရှူလို့ကျွန်တော်အခုတန်ရန်ကနေကျွန်တော်တက်လာတယ်အရင်ပြောစီနေလို့ကျွန်တော်ထပြောလိုက်တယ်ကဲဒါအမဒီဘောင်းလောက်ပဲဖြစ်ပါနော်အဲ့တော့စစ်ကောင်စီထိချရတဲ့နေပြီးတွားရတာမှာ AC ဖြစ်တဲ့အခြေအနေမှာရှိပါနော်စစ်ကောင်စီဂိတ်တွေကပတ်စံရဖို့ပဲသူတို့တိတာဟုတ်နော်အဲ့တော့ဒီလိုမျိုး gate တွေကတကယ်တော့နော်ဒီဒါတောင်းစား gate တွေလို့ပြောပါတော့နော်တောင်းစားဖို့ပဲဖွင့်ထားဖြစ်ပါနော်ကဲနောက်ဆုံးမှာတော့ကျွန်တော်တို့ ဒီကိုစီပြောထားတဲ့တင်းနားအောင်ကြည့်အောင်နော်လူမင်းနဲ့တင်းဖောင်းထုတ်နေတဲ့ဒီကြော်ဆိုးကိုနော်တင်းဖိုင်ထားတဲ့ဗီဒီယိုလေးပေါ့နော်ဘာလို့ထပ်ပြောထားနားအောင်ကြည့်လားချင်းရတကယ်တော့အဲ့ဒီစစ်အာဏာရှင်တွေကိုအနောက်ကနေသူတို့ကိုယ်တိုင်နဲ့သူတို့အားပေးအားမြောက်ပြုတ်တဲ့ကောင်တွေရဲ့လုပ်တဲ့အလုပ်ပဲနော်ဓမ္မကြီးအခုဒီကြော်ဆိုးကြော်ဆိုးကလူမင်းကိုဟောင်ထားတဲ့ရုပ်တံတစ်ခုကိုကျွန်တော်လက်တူကြည့်ပါမယ်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကြော်ဆိုးပါ People Media ဖြစ်ပါတယ်ခင်ဗျာဒီနေ့မလ3ရက်မီဒီယာတို့နာမည်ခံထားရနော်မီဒီယာတစ်ခုကဲ့ တင်ဆက်မဲ့ရုပ်တံကိုတစ်ချက်နားထောင်ကြည့်လိုက်นี่ทุกอย่างในตะลินจูก็ก้าวหนูไปเต็มยาไปต่อมาဖြစ်ပါတယ်ပထမဆုံးตะลินတစ်ပုတ်အနေနဲ့ကျွန်တော်တို့လူမင်းရဲ့ตะลินလေးကျွန်တော်စကြပါတယ်လူမင်းကဒီရုပ်တံပိုင်းကပြီးခဲ့တဲ့2021ကာလမှာလူမင်းပြောခဲ့တဲ့အတမ်းမှာဒီချက်တွေမင်္ဂလာမရှိဆိုတာပြောတာကြာပါအဲ့ဒါနဲ့အဲ့ဒီကနေစတာဒီချက်တွေမင်္ဂလာမရှိဆိုတာ note ဒီဒီမျက်နှာကျွန်တော်မြင်မှုပဲထင်ပါတော့မြင်မှုရတော့မြင်မှုလေအဲ့ဒီကနေစတာပါပဲနောက်ထပ်ဆနာပြတဲ့ပထမရက်မှာကိုယ့်အကူပဲတော်ပြတယ်ဒုတိယရက်မှာကျတော့မိတ်ဆွေတငယ်ချင်းလေးတွေ အဆက်အသွယ်လေးရပြမရှိမှာပုံမှန်ရှိမှာဆိုလဲရမှာစဆုမိကြတယ်အဲ့ဒီကနေပဲဆိုတော့ဆန္ဒထုတ်ပေါ်ဖြစ်တာပါအဓိကတော့ဟို၈၈ဆောင်းကအတွေ့အကြုံရှိခဲ့တဲ့ဒါလူကြီးတွေစီကဘုဒ္ဓတာတွေလည်းကိုလိုရယူတယ်အားလုံးကတော့ကိုပိုင်တယောက်ချင်းစီရဲ့စုံချက်ချက်နဲ့ပဲကိုလိုဂျုံကြီးပေါ့ထားပါတော့ဗျာဒါသူ၂၀၂၁ကာလတော့ကဒါစစ်အာဏာရှင်စန့်ကျင်ရေးစီဒီအန်လှုပ်ရှားကြပါဝန်ထမ်းတွေရုံးတန်းတွေရုံးထွက်ဆိုပြီးတော့အစိုးဆုံးကအဒီလူမင်းတို့ပြည်တည်ဦးလို့အစိုးဆုံးပါ တော်တော်ကိုဆိုးတဲ့လူတွေပါအဲ့တော့ဒီလူတွေရဲ့ရက်တီချက်ရုံတော်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 ဆိုးတယ်ဆိုတာကသူတို့ကဘာဆိုးလဲသူတို့ရင်ထဲကလက်မခံတဲ့အရာတစ်ခုကိုလက်မခံဘူးပြောတာဆိုးတာကသူတို့တိုင်းပြည်အာဏာကိုဖျက်ဆီးနေတာတိုင်းပြည်အာဏာကိုရယူဖို့မတရားနှိမ့်လန့်တဲ့ကြိုးစားနေတဲ့လူတွေလားသူတို့ကပြည်သူတွေကပြည်သူတယောက်လေမင်းတို့အမဲ့လေးနေအာဏာတိုင်းတော့သူတို့လက်မခံဘူးလေလက်မခံတာကိုလက်မခံဘူးပြောတာဆိုးတာလားဘယ်နေရာကိုဆိုးတာလဲမင်းမေကိုမရင်းကျင်လို့ဆိုးတာလားမင်းနှမလေးကိုမရင်းကျင်လို့ဆိုးတာလားဟမ်စောက်ရှက်မရှိဘူးလားဒါကမီဒီယာ ဟုတ်တယ်ကြောကြောဟုတ်ကဲ့ကံရှောက်ပြောနေတာ2021ကတို့တို့ကြွေးကြော်ခဲ့တယ်။အလက်ရှိကျွန်တော်တို့ဒီ2025ခုနှစ်နဲ့ကြာခုံပေါက်ပြီးဖြစ်လာတာ။ကျွန်တော်တို့ဒီစီရီယာဆိုတာကနိုင်ငံဝန်ထမ်းတွေဆိုတာကတို့ရဲ့အသက်မိုးကြောင့်အလုပ်ကိုတို့တို့လုပ်တယ်။အဲဒီမှာတို့ရဲ့အသက်မိုးကြောင့်လုပ်တဲ့ပတ်သက်ပြီးတို့ရိုးဆိုးတယ်။ခင်ဗျားတို့အစိုးရအလုံးမလုံးနဲ့ကျွန်တော်တို့နိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့မတိုက်ခန်းတွေရအောင်ထားပေးမယ်။အလားစားတွေပေးမယ်။ကကလေးတွေကိုနိုင်ငံသားမှပညာသင်ပေးမယ်ဆိုတို့တို့စကားနဲ့လမ်းဆောင်ရတဲ့ဘဝတွေအများကြီးပဲ။ကျွန်တော်တို့ကဒီလူတွေကြောင့်မိသားစုတွေပျက်စီးခဲ့တဲ့သူအများကြီးပဲ။အဲဒီလူတွေကြောင့် မဟုတ်ဘူးတိုင်းပြည်ကိုအာဏာသိမ်းတာကအဲ့ဒီ CDN လောက်ကိုပြောတဲ့သူတွေကအာဏာသိမ်းတာတိုင်းပြည်ကိုအာဏာသိမ်းပြီးဖြစ်စီတယ်ကောပုံမေကိုလိုးခိုင်းတယ်ဥမာဟမ်ဒီဖြစ်စီနေတဲ့ကောင်ကိုမတရားလို့ဝိုင်းဆန့်ကျင်ကြပါလို့ပြောတဲ့လူလို့အပြစ်ဆိုတော့မင်းတို့တွေကလူတော်ဟုတ်သေးရတာကွာမင်းတို့မရှက်ဘူးလားဟမ်တိုင်းပြည်ကိုအာဏာသိမ်းတာပြည်သူတို့လူမင်းတို့လားမင်းအမဲ့လေမင်းအောင်နိုင်လားတိုင်းပြည်ကိုအာဏာသိမ်းပြီးဖြစ်နေတဲ့ကောင်တွေတော့ဘာသာကြီးကောင်းပါလေပြင်ခန်းနေတယ် ဟမ်ဒီအမတရားလုပ်တဲ့လူကိုမခံတဲ့ဒါမတရားပြုကျင်တာနော်လက်ခံစရာအကြောင်းရှိသူတို့ကိုယ်တိုင်လည်းလက်မခံဘူးသူများတွေကိုလက်မခံဘူးပြောတဲ့လူကိုအမှန်တရားဘက်ကပြောတဲ့လူကိုမင်းတို့ကဒီစကားပြောလို့ဆိုမရှက်တာလားဟမ်မင်းတို့ဝေးခဲ့တယ်မင်းတို့အမေတွေဝိုင်းရင်ဆက်လိုက်တာပြောလိုက်ပါဦးလောကမှာအဲ့လောက်နှိမ့်ညာဆုပ်ပဲ့တဲ့လူမျိုးမွေးထုတ်ခဲ့တဲ့မင်းမိဘတနာတယ်တိုင်းပြည်ကိုမတရားပြုကျင့်ပြီးတော့အကြမ်းဖက်နေတဲ့အာဏာသိမ်းတဲ့ကောင်တွေကြတော့အပြစ်မမြင်ပဲနဲ့ဒီမတရားပြုကျင့်မှုကိုလက်မခံဖို့အမှန်တရားဘက်ကရက်တည်ဖို့မတရားတဲ့တရားမှုမှာ ဒီမတရားတာကိုလက်မခံဘူးပြောတဲ့အမှန်တရားဘက်တော်သားတွေကိုကြားတော့သူပြောရတာကြည့်စဉ်းစားကြည့်နော်အဲ့တော့ကျွန်တော်တို့ဟာနားမယ်ရင်ထဲကနားမယ်အဲ့ဒီရင်ထဲဘက်ထဲကနားထပ်ကမယ်ကျွန်တော်တို့မှာနှလုံးသားရှိတယ်အုံနှောက်ရှိတယ်အဲ့ဒီနှလုံးသားနဲ့အုံနှောက်တွေကိုထိတ်ဆက်ပြီးနားချစမ်းပါကိုယ့်အကူအာမဆိုင်သူတို့ပဲပေါ်ချောမနေစမ်းနဲ့ငါတို့ကဒီလိုကောင်မျိုးတွေကတက်ပြီးတော့လူပါမမလုပ်တယ်နှီးတော့မခံဘူးကွာရအောင်လုပ်မယ်ဆိုစိတ်ကိုငွေးကြမ်းပါကျွန်တော်တို့ကအဲ့စိတ်ပဲနော်ကြည့်ဘာလို့ပဲနော်ဘုကောင်စဉ်းစားကြည့် ဒါကြောင့်မလို့ကျွန်တော်တို့တော်လှန်ရေးမှာပါဝင်ပတ်သက်တယ်ဆိုတာကဒီလိုမခံချင်စိတ်တစ်ခုနဲ့ပဲမင်းအောင်နိုင်လို့ဇော်မဲလို့လည်းကောင်းလို့ရက်ပွက်ထဲနေလို့ရှိရင်ရေထမ်းရောင်းလာမှဝယ်မဲ့ကောင်ရှိမဲ့ကောင်မဟုတ်ဘူးနော်တကယ်တော့သားကြီးပေါက်ပန်း၄၀ဗျံပတာဒါပေမဲ့အဲ့ဗျံပတာတိုင်းပြည်အာဏာတက်လို့ပြီးတိုင်းကတော့အုပ်ချုပ်မယ်တဲ့ဟာအနောက်ကဒီလိုကောင်မျိုးတွေကတို့တို့တို့မီဒီယာအမိခံပြီးတော့တိုင်းပြည်ရဲ့နော်နေရာတနေရာတက်ယူပြီးတော့လူစွာချက်တက်လို့မှာဒီလိုနေရာမျိုးမှာမှကိုရီးယားအဲ့ဒီကောင်တွေအောက်မှာနေရမယ်ဆိုပယ်လိုက်တာမြတ်တယ်ဒါရှင်းရှင်းလေးပဲဒါအခုကျွန်တော်ဒီဗီဒီယိုဖိုင်ကိုကြည့်တဲ့လူကျွန်တော်ပြောတာမှားရင် မှန်တယ်ပါနော်ကျွန်တော်တို့ကတော့အဲ့ဒီစိတ်ထက်နဲ့ပါဝင်နေဒါကြောင့်မို့လို့ကျွန်တော်တို့ပြည်သူအားလုံးနဲ့အမှားမှန်မတရားမှုမတရားမှုဆိုတော့အားလုံးထိကြပါတယ်နော်အားလုံးထိကြတယ်အဲ့တော့အဲ့ဒီအပေါ်မှာခံယူချက်တွေခိုင်မာချက်တွေထားပေးပါဒါအခုဆိုရင်ဒါရှင်းရှင်းပြောရအောင်ဒါသူကမီဒီယာပညာကိုတုံးပြီးတော့လူမင်းတို့ပြည်သူတို့နဲ့ပြည်သူနဲ့တိုက်ရပါတိုက်ရဒါပေမဲ့အောက်တန်းစားပေါ့အောက်တန်းစားစိတ်တဲ့အောက်တန်းစားအလုပ်ကိုလုပ်ဟုတ်တယ်အောက်တန်းစားစိတ်တဲ့ကောင်းပြည်သူတွေအဲ့လိုမပိမ့်တော့ဘူးဟုတ်တယ်မလားဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်သူလောက်တဲ့ဟာသူတို့ကတော့သူတို့အလုပ်လုပ်ဖို့ရှိတယ်လုပ်နေမှာပဲ ကျွန်တော်တို့ကကျွန်တော်တို့အလုပ်လုပ်ဖို့ရှိတယ်လုပ်ဖို့လုပ်တယ်နော်ဒါဒီလိုပြီးရီယက်ရှင်လုပ်တယ်ဆိုတာကဒီလိုအောက်တန်းစားတွေရဲ့လောက်ရက်ကိုကျွန်တော်တို့တတိုင်းပြည်တုံးတိအောင်ကျွန်တော်တို့လုံနိုင်တဲ့ဘက်ကိုလုပ်တာဒါပါပဲကဲဒါတော့ကိုစီပြောတဲ့တင်ဖြစ်ပါတယ်နော်အဲ့တော့ကြားတဲ့အတိုင်းပဲဒီ PTV တို့ Lumino ဆိုတာကကျွန်တော်တို့ online အစမှာပါခဲ့တယ်ဗောနော်နောက်ပိုင်းကျတော့အကြောင်းမျိုးကြောင့်မပါခဲ့ဘူးဆိုပေမဲ့လည်း ဒီတော်လိုင်းကိုစန့်ကျင်တဲ့သူတွေမဟုတ်တဲ့အတွက်ဘယ်သူတွေကတော့ဘာမှမပြောဘူးเนาะအခုချိန်မှာတော့သူတို့တွေကဒီလိုမျိုးလူတွေနဲ့ဒီလိုတရုတ်ဆောင်တွေနဲ့ပေါ့เนาะပြည်သူတွေကိုပြန်တိုက်တဲ့အနေအထားဖြစ်ပါတယ်เนาะဒါပေမဲ့လည်းကျွန်တော်တို့တော်လိုင်းဘက်ကပြည်သူတွေကအခုချိန်မှာဆိုရင်အားလုံးကအထာနဲ့ပြီးသားဖြစ်ပါတယ်เนาะတော်လိုင်းကိုလည်းတော်တော်လေးလေးလောက်ခန်းစားခဲ့ရပြီဆိုတော့သူရဲ့ဒီရန်တိုက်တဲ့ဟာတွေအကုန်လုံးနားလည်ပြီးသားဖြစ်ပါတယ်เนาะအဲ့တော့ဘာဖြစ်ပြောကျွန်တော်တို့ကအခုချိန်မှာဆိုရင်တော်လိုင်းနိုင်ဖို့ပဲခေါင်းထဲမှာစဉ်းစားပြီးမှထောက်ပံ့တဲ့နေရာထောက်ပံ့မယ်ပေါ်ဝင်နိုင်တဲ့နေရာမှာပေါ်ဝင်ရင်းနဲ့တော်လိုင်းကြီးကိုအဆုံးထိသွားကြပါစို့လို့ပြောဆိုရင်ကျွန်တော်ဗီဒီယိုလေးဆုံးသက်လိုက်ပါတယ်เนาะ ော်။ဟုတ်ကဲ့အစဆုံးကြည့်ပြီးတဲ့မိဘပြည်သူရောက်စီတိုင်းအထူးပဲကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာလို့မြဆောက်သမျှအရာအားလုံးမှာအောင်မြင်ကြပါစေ။တွားလီရမှာဘေးကင်းကြပါစေ။အကြံဖက်မင်းအောင်လာရဲ့စစ်မှုထမ်းဥပဒေကလည်းကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။